အမေရိကန်ရဲ့ဗုံးကျဲတက်ခိုက်မှုများတွင်အီရန်နျူကလ িয়ার စီမံကိန်းရဲ့အဓိကစိတ်ပိုင်းများကိုဖျက်ဆီးနိုင်ခဲ့ခြင်းမရှိကြောင်းဖော်ပြထားတဲ့အမေရိကန်ထောက်လှမ်းရေးစီရင်ခံစာကိုသမ္မတဒေါ်နယ်ထရန့်ကပေးချခဲ့ပါတယ်။ လူပုဂ္ဂိုလ်ခုနှစ်ဦးကရှင်းလင်းတင်ပြခဲ့တဲ့အဆိုပါထောက်လှမ်းရေးစီရင်ခန်းစာကိုပင်ဒဂုံရဲ့ထောက်လှမ်းရေးဌာနဖြစ်တဲ့ကာကွယ်ရေးထောက်လှမ်းရေးအေဂျင်စီကထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။အဲဒီစီရင်ခန်းစာဟာအမေရိကန်ကအီရန်ကိုဗုံးကျဲတိုက်ခိုက်ခဲ့ပြီးတဲ့နောက်အမေရိကန်ဘိုစစ်ဌာနချုပ်ကပြုလုပ်ခဲ့တဲ့စစ်မြေပြင်ထိခိုက်မှုလေလာသုံးသပ်ချက်ကိုအခြေခံပြီးထုတ်ပြန်ခဲ့ခြင်းဖြစ်တယ်လို့သတင်းရင်းမြစ်တစ်ခုကပြောကြားခဲ့ပါတယ်။ ဘုံကျဲတခိုက်ခံခဲ့ရတဲ့နေရာများရဲ့ထိခိုက်ပျက်စီးမှုကိုလေလာချက်များအရအီရန်ရဲ့နျူကလ িয়ার စီမံကိန်းဟာဆက်လက်ပြုလုပ်နေတာကို တွေ့ရှိရပြီးနောက်ထပ်ထောက်လှမ်းရေးချက်လက်များထပ်မံရရှိမယ်ဆိုပါကယခုလေလာတွေ့ရှိချက်ဟာပြောင်းလဲရှိနိုင်ကြောင်းဖော်ပြထားပါတယ်။ဒါပေမဲ့ယခုလိုကနအူလေးလာတွေ့ရှိချက်များအရအီရန်ရဲ့နျူကလ িয়ার စက်ရုံများကိုအလုံးစုံချေမွန်နိုင်ခဲ့တယ်ဆိုတော့ထရန့်ရဲ့ပြောကြားချက်များနဲ့ကွဲရနေတာကိုတွေ့ရပါဗျ။အမေရိကန်ကာကွယ်ရေးဝန်ကြီး PSS ကလည်းအီရန်ရဲ့နျူကလ িয়ার ရီမန်းချက်များဟာပြတ်သုံးသွားပြီဖြစ်ကြောင်းဇော်လာ22ရက်ကပြောကြားခဲ့ပါတယ်။အဲ့ဒီကြောင်းရနဲ့နီးစပ်တဲ့လူပုဂ္ဂိုလ်နှစ်ဦးကမှအီရန်ရဲ့တန့်စင်ပြီးယူရေနီယံများဟာပျက်စီးခဲ့ခြင်းမရှိကြောင်းပြောကြားခဲ့ပါတယ်။ အင်ပြူတော်ကမူအဲ့ဒီထောင်လေးရေးစီရင်ခန်းစာထုတ်ပြန်မှုကိုအတိအမှတ်ပြုခဲ့ပေမဲ့လည်းအဲ့ဒီစီရင်ခန်းစာမှာဖော်ပြချက်များကိုသဘောမတူကြောင်းပြောကြားခဲ့ပါတယ်။ Trump ကလည်းအဲ့ဒီထောင်လေးရေးစီရင်ခန်းစာကို ဖော်ပြခဲ့တဲ့ CNN သတင်းဌာနကို၎င်းရဲ့ Truth Social လူမှုမီဒီယာမှာဝေဖန်ရှုံချခဲ့ပါတယ်။ သတင်းမများတင်တဲ့ CNN ဟာကြာရှုံးနေတဲ့ New York တိုင်းသတင်းစာနဲ့အတူအဆိုးဖဲ့ပြီးတမိုင်းတရှောင်းအောင်မြင်ဆုံးစစ်ရေးတိုက်ခိုက်မှုများထဲမှာတစ်ခုပါဝင်ဖြစ်တဲ့တိုက်ခိုက်မှုကိုတိတ်ခါချရင်ကြိုးပမ်းခဲ့ကြောင်းအီရန်ရဲ့နျူကလ িয়ার စက်ရုံများဟာအလုံးစုံပျက်စီးခဲ့ကြောင်း CNN နဲ့ New York Times တို့ဟာပြည်သူများရဲ့ရှုံချမှုကိုခံခဲ့ရကြောင်း Trump က Truth Social လူမှုမီဒီယာမှာရေးသားခဲ့ပါတယ်